ဗီဒီယိုလေးလုပ်ပေးပါအောင်ဆိုပြီးတော့တောင်းဆိုလာပါတယ်အဲ့ဒါဗာဗီဒီယိုလဲဆိုတော့ဒီလာမတ်2025ခုနှစ်မှာပေါ့နော်မကြာခင်ချိန်တော့ဒီမှာဖွင့်လှစ်တော့မယ်နော်တရားဝင်အစိုးရကနေခွင့်ပြုမဲ့လူသစ်ပတ်စဉ်တင်တဲ့အချိန်ကာလမှာဘလို့လူတွေဘယ်အဖွဲ့တွေကနာမည်စင်းတင်တဲ့လဲဆိုပြီးတော့ဗီဒီယိုလေးတောင်းဆိုလာပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုတူတူနဲ့လုံရင်ကိုပြပြပေးတော့ပါမယ်နံပါတ်1အဖွဲ့ကတော့ကျွန်တော်တို့တွေထိုင်းနိုင်ငံကိုတရားမဝင်နိလန်းနဲ့ဝင်ရောက်လာတဲ့သူတွေပေါ့နော်ဟုတ်ကဲ့ပါနံပါတ်2အဖွဲ့ကတော့မြစ်တီစာစာရမ်းမှာ မရှိတဲ့သူတွေပေါ့သူတို့ဖြစ်တော့ပထမအဖွဲ့နဲ့အတူတူပါပဲဟုတ်ကဲ့ပါနံပါတ်3အဖွဲ့ကကြတော့ passport စာအုပ်ရှိတယ်ဗီဇာရှိတယ်ဒါပေမဲ့ဝတ်ပါမင်းလို့ခေါ်တဲ့ဗိုင်းနီယာထမင်္ဂမရှိတဲ့သူတွေဖြစ်ပါတယ်ဟုတ်ကဲ့ပါနံပါတ်4အဖွဲ့ကကြတော့ကျွန်တော်တို့တွေပြီးခဲ့တဲ့နှစ်ကဗတ်တင်ရိုက်တယ်အခုလောလောဆယ်မှာအဆုံလင်ရှိသွားပြီဒါပေမဲ့လို့တတန်းတိုးတဲ့ကာလပေါ့ တတန်တိုးဖို့အတွက်ကိုဟိုမရောက်ဒီမရောက်မှမိတဲ့သူတွေပြီးတော့တထေးကနေပြီးတော့ကိုကိုဗိုင်ကျက်အောင်မထုတ်ပေးလိုက်တဲ့သူတွေဟုတ်ပြီနော်ဒီဘက်တွေပါပါမယ်နံပါတ်5ကကြာတော့ကျွန်တော်တို့ဗိုင်ကျက်အောင်ခါတတန်းကအနည်းဆုံးရက်ပေါင်း60နှစ်လတတန်းရှိပါတယ်နှစ်လတတန်းမှာဗိုင်ကျက်အောင်ရက်60ကျော်သွားလို့ကြမ်းခေါလို့မရတော့တဲ့အတွက်ဝက်ပါမင်းတည်ဆုံသွားတဲ့သူတွေဖြစ်ပါတယ်ဟုတ်ကဲ့ပါနံပါတ်6အဖွဲကကြာတော့ MOU လို့တမားတွေဖြစ်ပါတယ် ား MOU လို့သမားမှာဘလို့ MOU လို့သမားတွေပါတယ်လဲဆိုလို့ရှိရင်နံပါတ်1 MOU နဲ့တက်လာတဲ့စာချုပ်မဟုတ်ဘဲနဲ့အာချုပ်နဲ့တက်လာတဲ့သူတွေပဲဖြစ်ပါတယ်ခင်ဗျာအာချုပ်နဲ့တက်လာတဲ့သူတွေကလက်ရှိအချိန်ခါမှာအလောက်ကလည်းမေမေရရမရှိဘူးဘိုင်ချော့တွေကလည်းထုတ်တဲ့သူကထုတ်ထားတယ်ထွက်တဲ့သူကထွက်ထားတယ်တချို့ကလည်းဟိုမရောက်ဒီမရောက်ဖြစ်တဲ့သူတွေနောက်ထပ်တစ်ခုကကျတော့ MOU နှစ်နှစ်ပြည့်လို့တတိပြောင်းမှုဆိုပြီးတော့ဘိုင်ချော့ထုတ်လိုက်တယ်ဘိုင်ချော့သေသွားတယ် နောက်ထပ်တစ်ဖွဲ့ကကြတာအာမိုယူ၄နှစ်ပြည့်သွားတဲ့သူတွေ၄နှစ်ပြည့်တဲ့သူတွေကအာမိုယူရဲ့ထုံးစံအတိုင်းပဲကျွန်တော်တို့ထိုင်းနိုင်ငံအတွင်းမှာ၄နှစ်ပဲလောက်ခွင့်ရှိပါတော့တယ်။အရင်တော့ကကိုဗစ်ကာလမှာတော့6နှစ်တက်တန်းတိုးပေးထားပါတယ်။တချို့လည်းအခုချိန်ထိတမ်းအာမိုယူတက်တန်းမှာကျွန်တော်တို့၄နှစ်ကုန်သွားလို့နောက်ထပ်2နှစ်တက်တန်းတိုးပြီး6နှစ်တိုးထားတဲ့သူတွေဖြစ်ပါတယ်။အဲ့တော့၄နှစ်6နှစ်ကုန်တဲ့သူတွေပတ်စင်းတင်လို့ရပါတယ်ခမ ्या ။ဟုတ်ကဲ့ပါ။နောက်ထပ်တစ်ဆင့်ကကြတော့နံပါတ်9အဖွဲပေါ့ မနစ်ကတော့ဗတ်တွေရိုက်ကြတယ်ဗတ်ရိုက်တဲ့လုပ်ငန်းစဉ်တွေက မပြီးပြတ်ဘူးပြောရမယ်ဆိုလို့ရှိရင်နေလစ်တရွတ်ထဲနဲ့လမ်းပျောက်သွားတဲ့သူတွေ မနေ့ကသူတွေရှိတယ်နော်နေလေးတွေ့တဲ့လမ်းပြောက်သွားတဲ့သူတွေတချို့ကဘောတော်90နဲ့80မတော်တော့တဲ့သူတွေဘွဲစားကကိုကိုဘောပါမေဖို့သွေးမသွေးတာသွေးမပေးတာမျိုးတွေဒါမှမဟုတ်ဘွဲစားဆက်သွက်လို့မရတော့တာတွေနော်ကိုကအဲ့ဒီအလုံးမှလုံနေတယ်အလုံးရှင်ကကိုကိုစားဆရံလုပ်ပေးတယ်တတိကအလုံးရှင်ကကိုကိုစားဆရံဘာမှမပေးထားဘူးကိုလက်ထဲမှာလည်းဓာတ်ပုံလည်းမရှိထားဘူးဘာဆိုဘာမှမရှိထားတဲ့သူတွေဗစင်းပြန်တင်လို့ရပါတယ်နောက်ဆုံးနံပါတ်8အဖွဲကတော့နော်မေယာကရပတိတွန်ထန် ပြောရမယ်ဆိုရင်တော့ကိုယ့်မြန်မာနိုင်ငံကိုဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ်မပြောင်းရှင်းတဲ့သူတွေပေါ့ဟုတ်ပြီနော်ဟုတ်ကဲ့နံပါတ်6အဖွဲ့ကကြတော့ထိုင်းနိုင်ငံအတွင်းကိုဗီဇာထောင်ထိုးလို့ခေါ်တဲ့အလဲဗီဇာနဲ့ရောက်ရှိလာပြီးတော့မှ extension ဆက်ပြီးတော့တိုးလို့မရတော့တဲ့သူတွေ extension တိုးလို့ရနေသေးတယ်ဒါပေမဲ့လို့ကိုကကင်ထားတဲ့ဗီဇာကအလဲဗီဇာဖြစ်တဲ့ tourist visa နှစ်လနဲ့နော်တချို့ကလည်း14ရက်နဲ့ဝင်လာတယ်မပြောင်းပြစ်တော့ဘူးဒီလိုလူတွေဗတ်စင်းတင်လို့ရပါတယ် အထူးသဖြင့်တော့အလဲဗီဇာနဲ့ရောက်ရှိလာပြီးတော့မှလက်ရှိမှာ freelance တော့၎င်းစက်ယုံအလုပ်ယုံဒါမှမဟုတ်လို့ရှိရင်လည်း နားလည်မှုနဲ့ကုမ္ပဏီတစ်ခုမှာပဲဖြစ်ဖြစ်စားသောက်ဆိုင်မှာပဲဖြစ်ဖြစ်ဟိုတယ်မှာပဲဖြစ်ဖြစ်အလုံးလုံးနေတဲ့သူတွေအထူးသဖြင့်အလဲဗီဇာကင်တာပြီးဝတ်ပါမင်းမရှိတဲ့သူတွေပေါ့ဒီလိုလူတွေဟာအခုမကြခင်ရှင်တော်တွေမှာဖွင့်ပြီးတော့မယ်လူသစ်ပိုင်းအောင်ဘက်ကိုဝင်ရောက်ပြီးတော့စည်ရင်တင်လို့ရပါတယ်ခင်ဗျာတဏှာအဖြစ်ဘယ်လောက်ရမလဲဆိုလို့ရှိရင်တစ်နှစ်ရရှိမှာပဲဖြစ်ပါတယ်ဝတ်ပါမင်းတစ်နှစ်ဗီဇာတစ်နှစ်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ ဒါဆိုလို့ရှိရင်တော့လူချင်းမင်းတို့တောင်းဆိုထားတဲ့ဗီဒီယိုလေးရရှိပါပြီ။ကျေးဇူးအများကြီးတင်ပါတယ်။ဗီဒီယိုလေးကို like နဲ့ share လေးလုပ်ပေးပါ။အကြံဉာဏ်သိချင်တယ်ဆိုလို့ရှိရင်လည်း comment လေးတွေမေးခဲ့လို့ရပါတယ်ခင်ဗျာ။မင်္ဂလာပါ။ကျွန်တော်ကိုဝင်ဖြစ်ပါတယ်။